ကောင်လေးတယောက်ဟာခောက်ဆွဲလုပ်ဖို့အတွက်ဂျုံကိုပင်ပင်နဲ့နဲ့ပြုလုပ်နေခဲ့တယ်။သူ့ရဲ့ချက်ပြုတ်တဲ့လက်ရာဟာဘသူကမှလိုက်မမိအောင်ကိုတမူထူးခြားနေခဲ့တယ်။အမျိုးမျိုးသောလုပ်ွက်တွေနဲ့ပြုလုပ်ပြီးတော့ရလာတဲ့ခောက်ဆွဲကိုတောင်ပေါ်မှာရှိတဲ့သူ့ရဲ့ဆရာတူညီကိုတွေကိုကျွေးမွေးဖို့ချက်ပြုတ်နေရခြင်းဖြစ်ပါတယ်။ချက်ပြုတ်ပြီးတော့အပြေးလောက်ကိုလာရောက်စားတောက်ကြပါတယ်။သူ့ဆရာလည်းအပါဝင်ပေါကောင်လေးလုပ်တဲ့အစားအသောက်ဟာအရန်ကိုကောင်းလုံးလို့စားပြီးရင်စားခြင်းဖြစ်နေခဲ့ကြတာပေါ့။ဒီလိုနဲ့သူ့ဆရာကသူ့ကိုတောင်အောင်ဆင်းခိုင်းပါတော့တယ်။ ဘာလို့လဲဆိုတော့ဓပုံလေးပြလိုက်ပြီးကောင်လေးနဲ့ယူမဲ့မိမလို့ပြောလိုက်တယ်ပြောလို့ကိုမပြီးသေးဘူးကောင်လေးကတောင်းအောက်ရောက်သွားပါပြီကောင်လေးကတော့သူ့မိမဆိုပြီးသွားနှုတ်ဆက်တာသူ့ကိုညင်းလွတ်လိုက်တော့တယ်ကောင်မလေးကလက်မခံတော့လမ်းပေါ်လျှောက်လာရင်ဘိုက်ကလည်းဆာလာခဲ့တယ်ဒီလိုနဲ့ဆိုင်းဒီဇိုင်းတွေ့တော့အထဲဝင်ပြီးဟင်းပွဲတွေမှာစားလိုက်ပါတော့တယ် ဟင်းပွဲတွေမှာပြီးမြင့်ရေရှက်ရေစားတော့ပါတော့တယ်စားတော့ပြီးစီးတော့ထပ်ပြန်မဲ့လုံနေတာပတ်စံရှင်းရမှန်းသူမသိရှာဘူးပေးဖို့ပတ်စံမလုံတော့တော့အဆိုင်မှာပဲဝန်ထမ်းလှုပ်လိုက်ရပါတော့တယ်ဝန်ထမ်းလုံနေရင်ကကောင်းမလေးကိုတွေ့တော့သူကပဲကောင်းမလေးကိုကာကွယ်မဲ့ဘာညာသွားပြောနေသေးတယ် ဟိုကဒီဆိုင်ပိုင်ရှင်မန်းသူမသိရှာဘူးပိုင်ရှင်နဲ့စကားတွေပြောနေတာကိုစဖို့မှုတွေကမကြိုက်ကြဘူးဒီလိုနဲ့ကောင်လေးကိုခေါ်ကားအတိနဲ့ပန်းပုံစံလောက်ခိုင်းပါတော့တယ်မလုံနိုင်ရင်ကောင်လေးတော့ထွက်သွားရမယ်တဲ့ဒီလိုနဲ့ကောင်လေးကလည်းပန်းပုံစံလောက်ရတာသူ့အတွက်တော့အလွယ်ဆုံးပဲလေပန်းပုံစံလောက်ပြီးတာနဲ့ရေနဲ့လောင်းလိုက်တယ် တန်းကပွင့်လာပြီးတော့လက်ပြတွေတောင်းလာနားနေကြတော့တယ်တော်လိုက်တဲ့ကောင်လေးဒီလိုချိန်မှာသူတို့ဆိုင်ကိုပြက်တနာလာရှာပါတော့တယ်ကောင်မလေးတို့ဆိုင်ကစားဖို့မူကြီးကိုစိန်လာခေါ်နေပါတော့တယ်မတက်နိုင်တဲ့အဆုံးမှာပြိုင်ဖို့သဘောတူလိုက်ပါတော့တယ်ပြိုင်ဘက်စဖိုမူကအရင်စတင်ပြီးချက်ပြုတ်ပါတော့တယ်စဖိုမူကြီးဟာဒါကို ွမ်းကျင်စွာကိုင်နိုင်ယုံမကအတီးရွက်နဲ့အသားငါးလေးဖြက်ရမှာလဲအရန်ကိုစကေးချမ်းနေခဲ့ပါတော့တယ်ဒီလိုနဲ့ဟိုဘက်ဒီဘက်ချက်ပြုတ်ကြရင်နောက်ဆုံးမှချက်ပြုတ်လို့ပြီးစီးသွားခဲ့တယ်ဆိုင်ထဲရှိတဲ့သူတွေကမြည်စမ်းပေးကြတာပေါ့ဒီဆိုင်ရဲ့စဖို့မှုဖြစ်တဲ့ဟင်းပွဲကိုအရင်မြည်ကြည့်ကြတာကောင်းပါတယ်နောက်တစ်ပွဲထပ်မြည်ကြည့်တဲ့အခါဒီထက်ပိုမိုကောင်းမွန်နေတာကိုတွေ့ရတော့တယ်ဒီလိုနဲ့ပြိုင်ဘက်စဖို့မှုကြီးကအနိုင်ရရှိသွားတာပေါ့ကောင်လေးတယောက်ကတော့ပြအင်ကနေဝေဖန်နေတာပေါ့စဖို့မှုကမယုံလို့ကိုယ်တိုင်မြည်ကြည့်တဲ့အခါလက်ရာကိုအရန်ကိုကွာခြားနေ ခဲ့တယ်။ဒီလိုနဲ့ကောင်လေးကသူဝင်ပြိုင်ခဲ့ပါတော့တယ်။ကောင်လေးကသူနဲ့ပြိုင်ရဲလာလို့မေးလိုက်တယ်။အဲ့ဒီလိုနဲ့နှစ်ယောက်လုံးချက်ပြုတ်ကြပါတော့တယ်။ကောင်လေးကငါကိုလေပေါ်မြောက်တင်ပြီးအပိုင်ပိုင်လီဖျက်ပြလိုက်တယ်။ပြိုင်ဘက်ဆက်ဖို့မူကြတော့ငါကိုအတွင်းအားနဲ့ခြေလိုက်ပြီးငါရိုးရီထုတ်ပြလိုက်တယ်။ ဒီလိုနဲ့စဖိုမူကြီးကချက်ပြုတ်လို့ပြီးသွားတော့ဟင်းကြီးရဲ့အဖွဲကစားဖို့မူရဲ့ဟင်းကိုမိစားတာပေါ့ဟင်းကဘလိုမျိုးကောင်းဒီလိုမျိုးကောင်းတာနဲ့အရန်တွေချီးမွမ်းခန့်တင်နေကြတာပေါ့ကောင်းလေးရဲ့ဟင်းပွဲကတော့မမီရသေးပဲကောင်းလေးကိုအမျိုးမျိုးနှိမ်ကြတဲ့စကားတွေနဲ့စော်ကားပြောဆိုနေကြတာပေါ့ကောင်းလေးကငါ့ကိုကြောက်ပြီးပကံနဲ့ယူလာခဲ့လိုက်တော့တယ်ပြီးမှစီပူနဲ့လောင်းလိုက်တယ်ဒီလိုဟင်းချက်နီးမျိုးကိုနတ်စားဖို့မူလောက်ပဲချက်တက်တာအများကတော့မယုံပဲဖြစ်နေကြတာပေါ့ဒီလိုနဲ့ကောင်းလေးရဲ့ဟင်းပွဲကိုမြည်ကြည့်ကြတဲ့အခါ ပြောစရာစကားလုံးကိုမရှိဘူးဖြစ်နေကြတယ်။အင်းပွဲကအရန်ကိုကောင်းမွန်နေတာပေါ့။လာပြိုင်တဲ့စဖိုမူကြီးကတော့ဖင်ထိုင်ပါလဲကြသွားခဲ့တော့တယ်။ဒီလိုနဲ့သူဆုံးမတိသွားတော့ဆိုင်းပုတ်လေးကိုကင်ကာထွက်သွားခဲ့တော့တယ်။ဒီလိုနဲ့ကောင်လေးဟာစဖိုမူတွေရှိမှသူ့ရဲ့လက်စွမ်းကိုပြတ်တနေခဲ့တဲ့ အသားကိုဓာတ်နဲ့ပိုင်ပိုင်နဲ့နဲ့နှုတ်နှုတ်ဆင်းလိုက်ပြီးတော့စီကြောဦးထဲမှာထည့်ပြီးကြော်လို့နေပါတော့တယ်အသီးရွက်မျိုးမျိုးကိုလည်းပုံစံမျိုးစုံနဲ့လှီးဖြတ်တဲ့ချက်ပြုတ်ပြီးသွားတာနဲ့ကောင်လေးချက်ထားတဲ့ပကံကိုသူသေးမစီယူသွားပြီးမြည်ဆန်းခိုင်းခဲ့တယ်တထေးမကစားကြည့်လိုက်တာတူတောင်ပေါ်မှာစားခဲ့ရတဲ့နှက်စားဖို့မှုရဲ့လက်ရာနဲ့တထက်တဲကျနေခဲ့တယ်ဒီလိုနဲ့ချက်ပြုတ်တဲ့သူကိုသူ့ရှိကိုခေါ်ခိုင်းလိုက်ကသူ့ရှိရောက်လာတဲ့သူကသူ့ရဲ့မိဘတော့ဟိဘောတူထားတဲ့တောသားဖြစ်နေခဲ့တယ်ကောင်မလေးကသူ့ကိုနှက်စားဖို့မှုလာမေးတော့ကောင်လေးကသူ့ဟာသူ့ဖုံးကွယ်ထားပါတော့တယ် ယ်ဘာလို့လဲဆိုတော့သူ့ဆရာရဲ့အမှားစကားကြောင့်ပါပဲဒီလိုနဲ့ကောင်မလေးကလည်းသူ့ပဲမားသွားတာဖြစ်လိမ့်မယ်ကောင်လေးကလည်းစဖို့မှုဆိုတာမဖြစ်နိုင်ပါဘူးလေကောင်မလေးကပြန်ခံနီးမှာစဖို့မှုတွေကတယောက်မှဟင်းချက်မကောင်းတော့အကုန်လုံးအလုတ်ဖြုတ်ခိုင်းလိုက်တော့တယ် တထေးမကသူ့မန်နေဂျာမနဲ့စကားတွေပြောရင် ကားနဲ့လာနေခဲ့တဲ့အလုပ်ပြုတ်သွားတဲ့စဖို့မူကတော့လူတွေငားယမ်းပြီးလမ်းခုလက်မှာစောင့်နေခဲ့တယ်တထေးမတို့ကားလာတာနဲ့ကားကိုရှေ့ကနေပိတ်တိုက်လိုက်တော့တယ်ကားထဲမှာပါလာတဲ့ကောင်မလေးနှစ်ယောက်လုံးတန်ရအနေငယ်ရရှိသွားတော့တယ် ဟိုစဖို့မူးတိုက်ကတော့သူ့ကိုအလောက်ကထုတ်လိုက်တဲ့အတွက်မကျေနပ်လို့ခုလိုလောက်ရချင်းဖြစ်တယ်ဒီချိန်မှာကောင်လေးဟာလမ်းရောက်လာရင်ကောင်မလေးတို့သူကခရောက်နေမှတိလိုက်တော့တယ်ဝင်ရောက်ဖြည့်ရှင်းပေးဖို့စူးစမ်းရင်တယောက်ပြီးတယောက်ရင်ဆိုင်ဖြည့်ရှင်းခဲ့ပေမဲ့အာမတန်တော့မန်ရှော့ခဲရတော့တယ်ဟိုကောင်ထိုးသည်မအလူးလဲခံကကောင်မလေးတို့ပြေးဖို့ရအောင်လုပ်ပေးခဲ့တယ်ဟိုလူတစုဟာသူထေးမလွတ်သွားတော့ကောင်လေးကိုလက်လက်ရိုက်ချိုးလိုက်တယ် တေလူနိဘာရိုက်နေပြီးတော့တောထဲတနေရာကိုကောင်လေးကိုထုတ်ပိုးပြီးပစ်ချလိုက်ပါတော့တယ်ပြန်လာရှာတော့ကောင်လေးဟာမရှိတော့ဘူးရက်အနေငယ်ကြာတော့ကောင်လေးဟာအယူတယောက်လိုဖြစ်နေခဲ့ပါတော့တယ်